ဇွန်လ6ရက်နေ့ကြောင်ရွံ့တုန်လွန်သောစိတ်နဲ့ကိုကိုကယ်တင်ခြင်းကကိုယ်တိုင်စ조사အားထုတ်ကြလောဖိလစ်ပိဩဝါဒစာအခန်းကြီး2အခန်းငယ်7လိင်ကိစ္စလွတ်လပ်ခွင့်ရှိခြင်းဆိုးကျိုးများကိုလူငယ်များအနေဖြင့်သိရှိစေရန်လိုအပ်သည်မှာအထူးပြောစရာမလိုပေဤဆိုးကျိုးများမှာကင်ဆာကဲ့သို့ခန္ဓာကိုယ်စိတ်နှင့်ဇယိုက်လက္ခဏာများကိုချမ်းသာမပေးတဲ့ကဲ့သို့ဘဝဉ္ဇဉ်ရှိမိဘများဘိုးဘွားများ မိသားစုမိတ်ဆွေများဆရာဆရာမများနဲ့အကြံပေးသူများပါအနည်းနဲ့အများထိခိုက်လေသည်သူများသာမကအိမ်တော်တို့၏ရှေ့ရေးကိုပါထိခိုက်စေပါれအိမ်တော်မပြုတ်မီလိမ်မှုကိစ္စသည် အမှားကြီးတစ်ခုသာဖြစ်ပါれတမန်ကျမ်းစာတွင်ဖျားသခင်ကလိမ်ကိစ္စနှင့်ကြားမှဖန်ဆင်းတကယ်သို့ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင် အလွန်ကောင်းသည်ကို မြင်တော်မူ၏ကပ္ပဦးကျမ်း အခန်းကြီး1အခန်းငယ်31ဟုဆိုထားပါတယ်။ဤရာတို့မှာတဘာဝကြသောကြားနှင့်မကြားလိမ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတို့ဖြစ်ပြီးလိမ်မှုကိစ္စမှာအဖြစ်တရားမဟုတ်ဘဲလူတို့အတွက်လက်ဆောင်မှုသာဖြစ်ပါတယ်။လိမ်မတဆင့်မျိုးပွားခြင်းသည်လင်ငယ်မရခင်တန်ရောစဉ်နှင့်ဘောင်တွင်းခြေခံပြီးအိမ်တော်တို့၏စိတ်ချမ်းသာမှုတည့်ရတာဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းဖျားသခင်ပေးရလက်ဆောင်မှုတွေကိုဖျားသခင်တတ်မှတ်ထားတဲ့ ပန်းညက်တော်10ပါးဘောင်လေးကပျော်မွေ့ရမှာဖြစ်လို့အရှင်ရဲ့တုံသင်ချက်တွေကိုအမြဲတမ်းပြုနေပါစေအာမင်ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ